မြန်မာနိုင်ငံအတွင်းနဲ့ကမ္ဘာကြီးရဲ့ဘယ်နေရာမှာဆိုချိတ်ဆက်ဖို့ဦးရီတူရဲ့အားလုံးအတွက်အခမဲ့အစီအစဉ်လာပါပြီ။ဦးရီတူအချင်းချင်းအခမဲ့ဖုန်းခေါ်ဆိုခွင့်နဲ့ Viber B. လုံးဝအခမဲ့တုံးဆွဲခွင့်လို့ဒီပိုင်းလေးရောက်နိုင်ပါပြီ။ Star 133 Hash ကိုအခမဲ့ခေါ်ဆိုလိုက်ပါ။နှက်ပြည်သူအလဲတစ်ခေါက်ဆိုတဲ့ app မှာတော့ကိုရန်ရဲ့သချင်းကိုဖို့ပါဝင်ပြီးတငယ်ချင်းဖြစ်တဲ့မင်းရီတူပိုင်က featuring ပိုင်းကိုပါဝင်အားဖြည့်ထားပါဗျ။ ပေါ်တဲ့ချင်းချိုချိုလေးတွေပါဝင်တဲ့နက်ပြည်တို့အလဲတစ်ခေါက် audio cd ကိုဘိုဘို music production ကဖြန့်ချီมาဖြစ်ပါတယ်။နက်ပြည်ကိုအလဲသွင်းနေတဲ့စိတ်ကူးနဲ့ကိုပိုင်တန်စင်တချင်းတွေဖန်တီးထားတဲ့ထုထက်အောင်ကသူ့ရဲ့စူးစမ်းမှုတွေကိုပရိသတ်ကိုချပြလိုက်ပါပြီ။ audio promotion ကို November 26ရက်ဒဂုံစင်တာနှစ်မှာပြုလုပ်มาဖြစ်ပြီးဒီတချင်းခွေဟာထုထက်အောင်ရဲ့ပထမအဆုံးတချင်းခွေလည်းဖြစ်ပါတယ်။အချစ်စူးလေးတချင်းမှာ featuring ပါဝင်တီဆိုပေးထားတဲ့ main edu ပိုင်းက အနုပညာလောကဟာအသစ်တွေအတွက်အခက်အခဲတွေအများကြီးရှိတာကြောင့်အနုပညာရှင်အသစ်တွေရဲ့တခြင်းတွေပိုအောင်မြင်စေဖို့ဆန္ဒရှိနေပါတယ်အရှင်လည်းဟိုတချင်းဆိုတော့ငွေတွေရတော့ဟိုကနေပါပါတော့เนาะဒါပေမဲ့ကျွန်တော်လုတ်လုတ်ခိခဲ့တဲ့အချိန်က တိတ်တော့မကြသေးပါဘူးတနည်းတော်တော်တော့ပဲတချင်းဆိုမယ်ဆိုရတော့တချင်းนี่ရေးဖြစ်တယ်ပေါ့နော်ရေးဖြစ်ပြီးတော့အကောင့်ထဲပေါ်ခဲ့ရပေါ့အရင်ကအနုညာအလုပ်တွေလိုက်လုပ်ဖြစ်တယ်အဲတချင်းဆိုရအလုပ်တော့မဟုတ်ဘူးပေါ့အစား MTV လေးရိုက်တာတော့ဗီဒီယိုလေးရိုက်တာတော့လုပ်ဖြစ်တယ်အခုတော့ကို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 ရေးချက်လိုက်တဲ့ line ပေါ့နော်အဆိုတော်ဖြစ်ချင်တယ်ဆိုတော့ဟို line လေးကိုရေးချက်ပြီးပေါ့ကိုတချင်းนี่ရေးပေါ့ကိုဆိုဖြစ်တာပါအချစ်စူးလေးတဲ့ချင်းမှာ featuring ပါဝင်သီဆိုပေးထားတဲ့ main youtube ပိုင်းက အနုပညာလောကဟာအသစ်တွေအတွက်အခက်အခဲအများကြီးရှိတာကြောင့်အနုပညာရှင်အသစ်တွေရဲ့သချင်းတွေပိုအောင်မြင်စေဖို့ဆန္ဒရှိနေပါတယ်။ကျွန်တော်ဒီဒုညအောင်ရဲ့လက်ရှိလိုအလေးမောင်းခဲ့တဲ့အခုချိန်မှာပါဝင်ပြီးပုံရတော့သူနဲ့ကျွန်တော်တွေကဒီတကယ်ရင်းပေါ်အရင်တော့ရခင်လာကြပါပြီ။ဒါပေမဲ့သူကဒီကိုလေးလုံးနေဆိုတဲ့အချိန်မှာကျွန်တော်ကို featuring ဆိုဖို့အတွက်အကူညီပေးတာတကယ်ရင်းဆိုတော့ကျွန်တော်လည်းအရင်ခင်တဲ့တကယ်ရင်းဆိုတော့လည်းအကူညီပေးဖြစ်သွားတာပါ။အဲ့ဒီမှာအချစ်စုလို့ဆိုတဲ့အချိန်လေးပေါ်ကိုကျွန်တော်တို့ကအစီအလာပါတယ်ဟုတ် လူပညာလောကထဲမှာအတိမိတ်ဆွေမရှိဘဲနဲ့ဝင်လာမဲ့သူတွေတော့ကတော့အရင်ခက်ခဲ့တဲ့လူပညာလောကပါအဲ့ဒါအဖြစ်တွေဆိုတော့လည်းနောက်ထပ်ဒီလူပညာလောကမှာအဲ့ဒီတွေတရားဝိတရားအခုထပ်ပြီးလို့ထောင်းနေသွားတာကိုပို့ပြီးရကြတယ်လူလာပါတယ်ဘာလို့လဲဆိုတော့ပြည်သက်တွေလည်းအဖြစ်တွေကိုနားခံစားပြီးလို့ရပါတယ်အဖြစ်အဖြစ်တွေပါဟုတ်